မင်္ဂလာပါရှင်။ဆရာဂုံဝင်းရေးသားထားတဲ့ဂရုံးပေါ်ထိတ်ခွဲဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဂရုံးပေါ်ထိတ်ခွဲ ထိုညကမိုးတေထန်စွာရွာသွန်းလျက်ရှိ၏မိုးဆူခဲ့သည်မှာ လေးငါရက်ပင် ရှိသွားခဲ့လိမ့်ပြီရေမျိုးကလေးတစ်မျိုးလုံးသည်မိုးရေထဲတွင်အိမ်မောကြနေလေသည်လမ်းတော်လမ်းလာဟု၍မရှိသလောက်ပင်ဘူတာယုံနာတွင်ဆိုင်ဖို့မရှိသောလက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ရှိသည် ထမင်းဟင်လည်းရောင်းသည် အရက်ပုံးလည်းရတတ်သည်ဆိုင်ရှင်ကြောက်ဟိတ်နှင့် အပေါင်းတင်ကောင်းသောဓာတိများသည်ထူဆိုင်၌ကြဆာတတ်၏ရေးသည်မြို့ပင်ငယ်တော်လဲအတော်စီကား၏အယောင်းဝဲကောင်း၏လူဆုံ၏အကူအတန်ရှုပ်ထွေး၏မကြမကြလဲရောင်စုံတောင်းချမ်းတို့လှုပ်ရှား၏မကြမီကပင်မော်လမြိုင်မရေးအထိ မြေထားလန်းကိုတိုက်ရိုက်ပြန်လဲဖွင့်လေခဲ့သောကြောင့်ပူမူ၍စီကားနေ၏အထူးသဖြင့်ဘူတာယုံပိုင်းတွင် ပူမူ၍ရှုပ်ထွေး၏ ထိုအထဲတွင်ဘူတာယုံနာမကြောက်ဟင်ဟီလက်ဖက်ဤဆိုင်ထမင်းဆိုင်ကလေးမှာ အစီအကားဆုံးဖြစ်လေသည်ကြောက်ဟင်သည်မွန်နှင့်တယုတ်ကပြားဖြစ်၏ကြောက်ဟင်ဤမယာမမီသည်မိုလမြိုင်ညောင်ပင် စိတ်သူအစစ်ဖြစ်သည်လွန်ခဲ့သောသုံးနှစ်ကကြောက်ဟင်းနေခိုးရလိုက်ပြေးခဲ့ပြီးနောက်မိဘများကတမိအဖြစ်မှစွန့်ပစ်ခဲ့သောကြောင့်ယနေ့တိုင်မော်လမြိုင်ညောင်ပင်စိတ်တို့တခေါက်မှပြန်မရောက်သည် သူသည်တနေ့တော့မော်လမြိုင်သို့အရောက်ပြန်ပြီဟု အာခဲထား၏ကြောက်ဟင်းသည် လူလေလူရှုပ်တယောက်ဖြစ်သည်မမီနှင့်မညာခင်ကလေးကားပင်အလုံမျိုးစုံလုံကင်ခဲ့ဘူးသည်မမီနှင့်ညာပြီးနောက်မမီ၏ပူဇော်တိုက်တွန်းချက်ကြောင့်အလုံဟောင်းများကိုစွန့်ပစ်ခါဘူတာယုံနာတွင်လက်ဖက်ရည်ဆိုင်ကလေးကို ဖွင့်လက်ရောင်းချ၏ မော်လမြိုင်သူပြပီထမင်းဟင်အချက်ပြုတ်ကောင်းသောမမီကမိရထားခရီးသည်များကိုမျော်ကိုပြီးထမင်းနှင့်ဟင်းကိုပါချက်ပြုတ်ရောင်းချ၏မြို့ရှိဈေးဆိုင်နှင့်အိမ်များမှာည9နာရီလောက်ဆိုလင်တကားပိတ်တိတ်ဆိတ်လျက်ရှိကြတော်လေဘူတာယိုနာမကြောက်ဟင်းဤလဖက်ရည်ဆိုင်ကလေးကမပိတ်သေးချေတကောင်ကျော်တစ်ချက်လောက်ထီအောင်လဖက်ရည်ရတတ်၏ ်သို့သောထိုအချိန်တွင်လက်ဖက်ရည်တောက်သူထက် အရက်ပုံခွက်လက်သူကသာ၍များသည်ကြောက်ဟင်း၏လက်ဖက်ရည်ဆိုင်ကလေးရင်းချိန်တိုင်အောင်ဖွင့်လက်ရောင်ချနိုင်ခြင်းမှာမိရထားခရီးသည်များ၏ကျေးဇူးကြောင့်ပင်ဖြစ်လေသည်နေနေထွက်သည့်ယထာနှင့်လိုက်ပါကြမည်ခရီးသည်များသည်ဘူဒာယုံတွင်အိတ်သူလည်းအိတ်ကြ၏ကြောက်ဟင်း၏လက်ဖက်ရည်ဆိုင်ကလေးတွင်အိတ်သူကလည်းမရှားချေကြောက်ဟင်းသည်ခရီးသည်များထံမှညာအိခမယူချေ လဖက်ရည်နှင့် ဟင်းထမင်းကိုသာရောင်တက်လေသည်ညာရှင်နာဤကြောလင်သူဆိုင်တွင် ဟင်းထမင်းမရတော့ပေကြောက်ဟင်းဤမရမမ်းမိသည် ထိုအချိန်တွင် ဟင်းအိုထမင်းအိုများကိုတိုက်ချွတ်စေကြောကကိုနိုင်လောက်တွင်လက်ဆသိမ့်၍စေနိုင်လောက်တွင် အပေါ်အထက်ခူးကလေးတို့တက်ခါအိတ်ဆက်တက်လေသည်ကြောက်ဟင်းမှုကတကောင်ကြော်သည့်တိုင်အောင်လက်ဖက်ရည်နှင့်အရက်ပုံးကိုစောက်ရောင်လေးရှိလေသည် ထိုညတွင်မူမိုးသေးထန်စွာရွာသွန်းလျက်ရှိခြင်းကြောင့်၉နာရီထိုခန်းသာရှိသေးတော်လေကြောင်ဟင်းဤလက်ဖက်ဆိုင်ကလေးမှာတိတ်ဆိတ်နေ၏ညာအေးခရီးသည်များလေတယောက်များမရှိစောစောပိုင်းကလူလေး90ယောက်လောက်လက်ဖက်ရည်လာတော့ကြသည်၏ထို့နောက်ထိုလူများသည် ရေများလှိမ့်၍စီးဝင်နေသော ကြောင်ဟင်းဤလက်ဖက်ရည်ဆိုင်ကလေးကိုစွန့်ခွာကဗူတာယုံနေသောပြောင်ရွှေ့သွားကြကုန်၏ကြောင်ဟင်းသည် ရင်ွေအိုးကိုမီထိုးပေးနေရင်မမီရေဟေးမမီမင်းကိစ္စတွေပြီးရင်လဲမင်းတက်ယူချင်းအိတ်တော်လေငါတော့ဒီတမီကြတဲ့အထိစောင့်ကြည့်လိုက်အောင်မကွာဟုလှမ်းအော်၍ပြောလိုက်ဤမမီသည်မိဖို့ကြောင့်တည်းမှလက်နီစုပ်တစ်ခုနှင့်ရေဆူနေသောလက်များကိုတုတ်ရင်ထွက်လာ၏အင်းအင်းရှင်ဆောင်းအောင်လေကျမတို့မနေ့စောစောထားပြီးချက်ရောက်ပြုတ်ရအောင်မို့တက်အိတ်တော်မေဟုပြန်ပြောလိုက်ဤ ထိုနောက်မမီသည်အထက်ကိုကလေးပေါ်သို့တက်သွား၏ကြောက်ဟိန်သည်မမီကိုလှမ်းကြည့်လိုက်၏ဒင်းစောစောအိမ်အေးတာပဲဟုလဲစိတ်ထဲမှရေရွတ်လိုက်၏မမီအိတ်သောအခါမှပင်ကြောက်ဟိန်သည်လွတ်လွတ်လပ်လပ်စိတ်ကူးထုတ်၍ငွေရပေါက်ကြံဖန်နိုင်၏မမီသည်ကြောက်ဟိန်အရက်ပုံရောင်းသည်ကိုမကြိုက်ငွေရလင်ဘာမစိုးလောက်ကိုင်းတက်သောကြောက်ဟိန်ဤညင်ကိုလည်းမကြိုက်ချီ ကျော်ဟင်းသည်ခနော်နီခနော်နဲ့ဇပွဲတလုံးတွင်လက်ထောက်ခါပိမ့်ပိတ်၍မှောင်နေသောအပြင်ဘက်သို့ငေကြည့်ရင်စိတ်ကူးထုတ်နေလေသည်မိုးကတဲထန်စွာရွာမြဲပင်လက်ဖက်ဆိုင်ထဲတွင်ထူညိထားသောရေနံစီမီအိမ်ကလေးမှာလေအရှင်ကြောင့်တဟုတ်ဟုတ်ဖြစ်နေ၏ရင်တွေအိုးတဲထားသော မီးဖို့မှ မီးချီကဲများကရဲရဲတောက်နေလေသည်ရင်တွေလေအငွေများတထောင်တောင်ထွက်ခါစူပွဲ၍နေလေသည် ခေါင်းတွင်တကလအုတ်ထုပ်ပြော့တလုံးကိုဆောင်းလျက်မိုးကအင်းကြီးကြီးတထဲကို လွှမ်းခြုံလာသော လူတစ်ယောက်သည်ကြောက်ဟင်းဤဆိုင်ကလေးထဲသို့ဘွားကနေရောက်လာ၏ထို့နောက်ကိုဘောမှမိုးကအင်းကြီးကို ချစ်ချလိုက်ပြီးလင်ထီယန်နာရှိကလထိုင်တလုံးတွင်ဝင်ထိုင်ကထယံကိုကြောမီလိုက်၏သူသည်မိโกရောင်ကိုအင်းကြီးတထဲကိုဝစ်ထားလေသည်ခေါင်းတွင်ဆောင်းထားသောအုတ်ထုပ်ကိုကမချွတ်ချီ ရေစက်များသည်အုတ်ထုပ်များမှနေ၍ဇပွဲပေါ်သို့တပေါက်ပေါက်ကြာနေ၏ကြောက်ဟင်းသည် ထိုသူ၏အနာသို့ကတ်သွား၏ကြောက်ဟင်းကဘာမှမမေ့ရသေးမီပါပဲထိုသူကခေါင်းကိုစက်ကနေမော့လိုက်ပြီးအရက်တပိုင်းဟုတံပြန်နှင့်ပြောလိုက်၏ထိုနောက်ကြောက်ဟင်းကိုစိုက်၍ကြည်နေ၏ကြောက်ဟင်းသည်တွန်ကနေဖြစ်သွားလေသည်ရင်ထဲတွင်လည်းတလက်လက်ဖြစ်သွား၏ကြောထဲတွင်လည်းတစိမ့်စိမ့်ဖြစ်သွား၏ ထို့နောက်ခြာကနေလှဲကနောက်ဘေးကနေသို့လှန်၍ဝင်သွားလေသည်အရက်ပလင်းကိုလှမ်းယူလိုက်သောကြောက်ဟင်း၏လက်များသည် တုံနေလေသည် ထိုသူကိုကြောက်ဟင်းကောင်းစွာမှတ်မိ၏ကြောက်ဟင်းသည်အရက်ပလင်းနှင့်ဖန်ကွက်တလုံးကိုကင်၍ထွက်သွား၏ထိုနောက်ထိုသူ၏ရှေ့စပွဲပေါ်သို့ခြာထားပေးလိုက်၏ထိုသူကခေါင်းမော်၍မကြည့်ဘဲအရက်ပလင်းကိုလက်တစ်ဖက်နှင့်ဆွဲယူလိုက်၏ ထို့နောက်ဖန်ခွက်သေးသူဂလောက်ဂလောက်နှင့်ငှဲ့ထဲလိုက်၏သူဤလက်တစ်ဖက်ကကိုအင်းကြီးအိတ်ထဲတွင်နှိုက်ထားလေသည်ကြောက်ဟင်းသည်ထိုသူရှေ့မှလှည့်ထွက်ခဲ့ပြီးနောက်ခွေးချီတလုံးတွင်ထိုင်ကထိုသူအားငေးဆိုင်၍ကြည်နေခဲ့၏သူကောင်းစွာမှတ်မိ၏ထိုသူသည်သူဆိုင်သူတလားလင်းတစ်ခေါက်နှစ်ခေါက်ဆိုသလိုမမှန်ကြီးရောက်လာတတ်၏ဘေးရက်ကလာရောက်သည်ကိုတော့သူမသိ ဤမျိုးဘောကမဟုတ်မှန်းတော့သူသိ၏ထိုသူသည် သူနှင့်စကားလဲများများမပြော ရောက်လာလင်အရက်တပိုင်းမှ၏ထိုနောက်လက်ဖက်ရည်ကြာကြာတခွန်းမှ၏ထိုနောက်ယခုထိုင်နေသောကြောင်ကြာကြာစပွဲတွင်မင်းဆွေမြဲစွာ ထိုင်နေတတ်၏မကြမီသူထံသို့လူတယောက်မရောက်မလဲနှင့်ရောက်လာတတ်၏ထိုအခါနှစ်ယောက်သားတီတူတီတူပြောဆိုကြပြီးနောက်ထိုသူကအိတ်ထဲမှ အထုပ်တထုပ်လှမ်းပေးတတ်၏ ဘာထုတ်ဖြစ်မှန်းတော့ကြောက်ဟိမ့်မသိသူသည်စိတ်ကူးဖြင့်သာမှန်းဆ၍ကြည်ခဲရ၏ထို့နောက်တနာဤခန့်ကြာသောအခါနောက်မှရောက်လာတော်သူသည်စိုင်ထဲမှပထမပြန်ထွက်ခွာသွားတတ်၏ထို့သူမူကားနောက်ထပ်အရက်တစ်ပိုင်းထပ်မာ၍တောက်ပြီးမှ ပြန်သွားတတ်လေသည်ကြောက်ဟိမ့်ကောင်းစွာမှတ်မိနေသည်၏သူဆိုင်သူထိုသူပထမဆုံးရောက်လာစဉ်ကဖြစ်သည် ယခုလိုအချိန်မျိုးပင်ဖြစ်၏ သို့သောမိုးရွာနေသောညတော့မဟုတ်ယခုလိုလူကြီးလဲတိတ်၍မနေဆိုင်ထဲတွင်ညာအိတ်ခရီးသည်များရှိနေသည်လက်ဖက်ရည်တောက်သူတောက်စကားပြောသူပြောရှိသည် နောက်ပေအခန်းချင်းကလေးတဲတွင်က အရက်ပုံးကို ခွက်လှဲ၍နေသူများရှိ၏ထိုသူသည် ယခုလိုပင်တိတ်တဆိတ်ဆိုင်ထဲသို့ဝင်ရောက်လာ၏ယခုထိုင်နေသောကြောင်ကြကြစပွဲတွင် ဝင်ထိုင်ပြီးနောက်ထရန်ကိုကြောမိလိုက်၏ သူကောင်းတွင်ယခုဆောင်းထားသောအုတ်ထုပ်ပြောကိုပင်ခတ်အုပ်အုပ်ဆောင်းထား၏။ကိုဘော်တွင်လည်းယခုဝှထားသောမိကိုရောင်ကုတ်အင်းကြီးကိုဝှထား၏။ကြောင်ဟိအနာကတ်သွားသောအခါထိုသူကခေါင်းမော်၍မကြည့်ဘဲနှင့် အရက်တပိုင်းဟုတံပြန်နှင့်ဆိုလိုက်၏။ကျော်ဟင်ကနှကန်းကိုမဲရွက်လိုက်ပြီးနောက်ဒီဆိုင်မှာအရက်မရဘူးဟုခက်ဆက်ဆက်ပြန်ပြောလိုက်၏ထိုသူကခေါင်းကိုငုံထားမြဲငုံထားလျက် အရက်တပိုင်းဟုတံပြန်နှင့်ထတ်ဆိုလိုက်၏ကျောင်းဟင်းသည်ထိုသူ၏ရှေးတွင် ရှိသောစပွဲပေါ်တွင်လက်နှစ်ဖက်ကို ထောက်ထားလိုက်ပြီးနောက်ဒီဆိုင်မှာအရက်မရောဘူးဟု မာကြောစွာထမှန်ပြောဆိုလိုက်၏ထိုအခါထိုသူသည်ထိုင်ရာမှစက္ကနေထားရက်လိုက်ပြီးလင်လက်တစ်ဖက်နှင့်ကျောင်းဟင်း၏အင်ကြီးရင်ဘတ်ကိုစုပ်ကိုင်လိုက်၏အခြားလက်တစ်ဖက်ကိုမူကိုအင်ကြီးအိတ်ထဲမှမထုတ်ဘဲကျောင်းဟင်း၏ဝမ်ပိုက်တနရာကို ထောက်ထားလိုက်၏ ကျောက်ဟင်းသည်သူ၏ဘိုက်ခေါက်သို့မာကျော်သောအရာဝတ္ထုတစ်ခုဖြင့်ထောက်ထားသည်ကိုခံစားနေရ၏ထို့နောက်ထိုသူကကျောက်ဟင်းကိုစိစိကြည့်လိုက်ပြီးလင်အရက်တစ်ပိုင်းနားလေလားဟုပြောလိုက်လေသည်ကျောက်ဟင်းလည်းရင်ဘတ်ကိုစွဲကင်ထားသောထိုသူ၏လက်ကိုဖယ်ရှားလိုက်ခါထိုနေရာမှခြာကနေလှည့်ထွက်လာခဲ့၏ထို့နောက်နောက်ဘေးကနေသို့ဝင်ကား အယက်ပလင်းနှင့်ဖန်ခွက်တလုံးကိုယူလာပြီးထိုသူဤရှိသူချပေးလိုက်၏ဆရာကလူစိမ့်ဖြစ်နေလိုပါဆရာဟုကြောင်ဟင်းကတောင်းပန်သောအတန်နှင့်ပြောလိုက်၏ထိုသူကခေါင်းမော့၍မကြည့်ဘဲအယက်ပလင်းကိုသာဆွဲယူလိုက်၏ကြောင်ဟင်းလည်းထိုနေရာမှလှည့်ထွက်လာခဲ့၏အချာလက်ဖက်ရည်မှသူများကိုလက်ဖက်ရည်လိုက်ချပေး၏ခဏအကြာတွင် ထိုသူကကြောင်ဟင်းကိုလှမ်းခေါ်လိုက်ပြီးလက်ဖက်ရည်ကြကြတစ်ခွက်ဟုပြောလိုက်၏ ထိုနောက်ထိုသူသည် လူတယောက်နှင့်တီတိုတီတိုပြောဆိုနေ၏ထိုသူကအထုပ်တထုပ်ကိုနောက်ရောက်လာသူအားကံပေးလိုက်၏နောက်ရောက်လာသူလည်းအထုပ်ကိုယူပြီးထပြန်သွား၏ထိုသူလည်းနောက်ထပ်အရက်တစ်ပိုင်းမှာတောက်၍ပြီးသောအခါကြောင်ဟင်းကိုခေါ်၍အိတ်ထဲမှ20တန်းငွေဆက်ကူတရွက်ကို ထုတ်ပေးလိုက်လေသည်ကြောင်ဟင်းသည်30တန်းအတိတ်ချွတ်တရွက် ငါးချက်တန်တရွယ်နှင့်အတူတကြက်တန်နှစ်ရွယ်နှင့်ပစံကြွေများပြန်ယူလာက ထိုသူဤရှိသူချပေးလိုက်၏ထိုနောက်ကြောင်ဟင်းသည် ထိုနေရာမှလှည့်ထွက်လာတော်မူအပြူထိုသူကကြောင်ဟင်း၏လက်တစ်ဖက်ကိုဖန်ဆွဲလိုက်ပြီးကြောင်ဟင်းကိုမကြည့်ဘဲဒီတစ်ဆယ်တန်လဲပေးဟုပြောလိုက်၏ကြောင်ဟင်းကဘာဖြစ်လို့လဲအစ်စ်ပဲဟုပြော၏ထိုသူက မလို့ခြင်းမူလဲပေးဟုဆို၏ ဒီပြည့်မရှိဘူးဒါပဲရှိတယ်ဟုကြော်ဟင်းကပြောသည်လဲပေးမလားမပေးဘူးလားဟုထိုသူကမန်းသည်ကြော်ဟင်းလည်းစပွဲပေါ်မှာတဆယ်တန်းအစ်စ်ကို ကောက်ယူက ပြန်ထွက်သွား၏ထိုနောက်အခြားဆယ်တန်းခဏနွန်းတစ်ချက်ကို ယူလာက ထိုသူ၏ရှေ့တွင်ချထားလိုက်၏ထိုသူကဆယ်တန်းနှင့်တကွအခြားပဆံကျွေးများကိုအိတ်ထဲသို့ ကောက်ယူထည့်လိုက်ရင်းမင်းထက်လေလို့ဒီကိုလာတာကွမှတ်ထား ဟုပြောက ကြောက်ဟင်းအားစူဆိုက်၍ကြည်ပီးလင်ဆိုင်ထဲမှထွက်ခွာသွားလေသည်ကြောက်ဟင်းလည်းတကြောလုံးစိတ်ကကြံရစ်ခဲ့၏ ကျောက်ဟင်းသည်ငွေဆက်ကူတူများကိုဇေပေါ်ပေါ်နှင့်ဝဲကအခြေအနေကိုကြည့်၍ကောက်ကျစ်ဆင်းလဲစွာအုံချခဲ့သည်မှာ ကြာပြီဖြစ်သည် အတူမှန်အစ်စမန်းခွေကြ၍မတိသော လူများမှာကျောက်ဟင်းဤတနတ်စားညံကိုခံခဲ့ရသည်ကြီးဖြစ်၏သို့သော ထိုကိုအင်ကြီးနှင့်လူကိုကကျောက်ဟင်းနှဲ့၍မရလှေစား၍မရကျောက်ဟင်းသည်ထိုသူနှင့်တတိချင်းလဲရှင်၍မရ ထိုသူကကြောက်ဟိန်ထက်တတ္တိယောညံပါတာနေ၏သို့သောထိုသူသည်ကြောက်ဟိန်ဤဆင်းလဲကောက်ခြင်းမှုကို အပေကြောင့်မဖော်ထုတ်သည်။သူတင်လဲလုံလောက်သောအကြောင်းရှိကောင်းရှိပေလိမ့်မည်။ယင်ချက်ကိုလည်းကြောက်ဟိန်ကကောင်းစွာရိမ့်မိခဲ့၏ထို့ကြောင့်ထိုသူ၏အနောက်ရှက်ကိုကြောက်ဟိန်က တွေ့တော်၍ပူပန်မနေချေ။သူလန်းသူသွားကိုလန်းကိုသွားဟုသဘောထားသည်။တကွေကွေတွင် ဒင်းကိုမိအောင်မပေါ်ဟုကြောက်ဟင်းကစိတ်ထဲတွင်တေးထားခဲ့၏သူအားကရုံးပေါ်ထိတ်ကွက်သွားသောထိုသူအားကြောက်ဟင်းကမကြည်နက်နိုင်ပါကြေကြောက်ဟင်းမှာလူလေလူရှုပ်တယောက်ပင် ဖြစ်တော်လဲစင်စစ်အားဖြင့်သူရဲ့ပေါ်နေသူဖြစ်၏သူဆိုင်ကလေးတွင်ညာအိမ်ညံ့နေလာရောက်တဲခိုသောခရီးသည်များထံမှငွေကြီးအစဖောင်ဒိန်းနိုင်အစလစ်လင်လစ်တလို၌ယူခိုးယူတတ်၏ ခရီးသည်များမိရောက်ကြံရစ်ခဲ့သောပစ္စည်းအသေးဖွဲများကိုလည်းကြောက်ဟင်းသည်လက်ဆတုံးအပြောက်ရိုက်တတ်၏အများအားဖြင့်တောက်စားမှုရစ်တတိလင်းနေသော သူများထက်မှပိုက်ဆံဖောင်ဒိန်၊နာယီစသည်တို့ကိုကြောက်ဟင်းရရှိခဲ့ပေသည်တခါတည်းရန်ကြောက်ဟင်းသည် လက်စုပ်ကိုပင်ရေဝင်စွာ ချွတ်ယူလိုက်သည်ဤသည်မှာကြောက်ဟင်း၏တတိထူများပင် သူမယာမမီသည်လေထိုအကြောင်းများကို မသိမဟုတ်သိ၏ သို့သောလင်ဖြစ်သူကြောင်ဟင်အားတားမြစ်ပြောဆိုဝင်တော်သူမဟုတ်ချေသူသည်ကြောင်ဟင်ပြီးသောငွေကိုသာသုံးရ၏ကြောင်ဟင်လုတ်ပြီးသောရွှေကိုသာဆင်ရ၏ကြောင်ဟင်တွင်ငွေမြည်၍မြည်များရွှေမြည်၍မြည်များရှိသည်ကိုလည်းမမိမသိငွေအကြောင်းရွှေအကြောင်းနှင့်ဆက်လင်း၍ကြောင်ဟင်အားဆက်စုမင်းမြန်ခြင်းလင်းမပြုဝင်သို့သော အချက်တစ်ခုတော့တည်ထားသည် တနေ့နေ့တွင် ထိုအတိညာန်သည်မိမိအဖို့အကျိုးရှိလိမ့်မည်ဟုမမီကယူဆထား၏ကျော်ဟင်းသည်စင်စါကန်းဝင်နေစဉ်ထိုသူကလက်ဖက်ရည်ကြကြတခွဲဟုလံပြော်လိုက်၏ကျော်ဟင်းလည်းခွေးချေပေါ်မှထသွားကလက်ဖက်ရည်ကြကြတခွဲဖြော်ယူလာပြီးလင် ထိုသူ၏ရှေ့သို့တွားရောက်ချထားပေးလိုက်၏ထိုသူကဟေ့ကျော်ဟင်းဒီညလူတဲရှင်းမလားဟု စကားမပြောစဘူးလံပြော်လိုက်၏ မိုးကောင်းနေစရာခီးတဲ့တွေမလာကြဘူးဟုကျော်ဟင်းကပြန်ပြော၏ထိုသူကဆိုင်အပြင်ဘက်သို့လှမ်းကြည့်လိုက်၏မိုးသည်တဲထန်စွာရွာသွန်းနေတုံးပြီရေတို့လည်းဆိုင်ထဲသို့လှိမ်ဝင်နေကြ၏ကျော်ဟင်းကထိုသူ၏မျက်နှာကိုလှင်မြန်စွာအကယ်ခတ်လိုက်ပြီးနောက်ဒါထက်ဆရာလူလည်းခုထီမလာသေးပါလားဟုစူးစမ်းလိုက်၏ထိုသူလည်းစက်ခနေဖြစ်သွား၏ ကျောင်းဟင်းအားစားတော်ဝါတော်မလို့မျက်လုံးပြူ၍ကြည်လိုက်၏သို့သောသူ့မျက်လုံးများသည်အယောင်မထွက်သောကြောင်ညံ့ကဲ့သို့မိမိနေကြလေသည်အတန်ကြာတိတ်ဆိတ်နေကြရမှမိမိမောမမြင်ပါလားဟုထိုသူကမေးလိုက်၏ကျောင်းဟင်းသည်ထိုသူ၏အဖို့အကြောင်းနှင့်ဆက်လင်း၍နောက်ထပ်ဆက်စုခြင်းမပြုရတော့ဘဲထိုသူ၏အမေကိုသာအိတ်နေပြီဆရာဟုပြန်လေဖြေကြားလိုက်ရ၏ ထိုသူသည်ဆိုင်အပြင်ဘက်သို့ငေးကြည့်နေ၏ယင်သို့ငေးကြည့်နေရမှမင်းတို့မှာသာသမီမရှိဘူးလားဟုကြောင်ဟင်အားမေးလိုက်၏မရှိပါဘူးဆရာဟုကြောင်ဟင်ကဖြေသည်မင်းအစကဘာလို့တလဲကြောင်ဟင်ဟု ထိုသူကမေးပြန်၏ဟိုဟာဒီဟာပဲဆရာ အတီတကြတော့မဟုတ်ဘူးဟုကြောင်ဟင်ကတတိနှစ်ပြန်ဖြေသည်ဘာလဲကွာဟိုဟာဒီဟာဆိုတာကြောင်ဟင်ကဘာမျှပြန်မပြောချေတိတ်ဆိတ်နေသည် အယက်လားမိမလားကစားဝိုင်းလားကြောက်ဟင်းကဘာမျှပြန်မပြောချင်စိတ်စိတ်နေသည်နိုအခုလောက်ကင်ကရောဟန်ကြရလားဟုထိုသူက မေးပြန်၏ခုတလောမိုးကောင်းလွန်းတို့ထမင်းစားမဲ့သူတိတ်မလာဘူးစရာလက်ဖက်ရည်ကတော့ဟန်ကြပါရဲ့ဟုကြောက်ဟင်းကလင်မြန်စွာ ပြန်ဖြေသည်ငါမေးတာဒါမဟုတ်ဘူးကြောက်ဟင်းဟင်ဘယ်ဟာလဲစရာကြော်ဟင်းဤရင်သည်တဒိတ်ဒိတ်ခုံနေဤ ထိုသူသည်ကြောက်ဟင်းကိုမကြည့်အပြင်ဘက်သို့သာငင်းနေ၏မိုးကတဲမဲစွာရွာနေတုံးပြီထိုသူသည်ကြောက်ဟင်းအားလင်မြန်စွာမော့ကြည့်လိုက်ပြီးနောက်ငွေဆက်ကူလေကွာငွေဆက်ကူမင်းငါ့ကိုတောင်းအုပ်တယ်မလို့လှုပ်သေးတယ်မဟုတ်လားဟုပြောလိုက်၏ကျောက်ဟင်းသည်မိုးချိုးပြစ်ခံလိုက်ရသည့်အလားမိုက်ခနေဖြစ်သွား၏ထွန်ကနေတွန့်သွား၏နောက်သို့ခြေတလန်းရောင်ပြီးဆုပ်လိုက်မိ၏ ပါဇက်ကလည်းဟောင်းလောင်းပွင့်သွား၏တိုးတော်မြည်သည့်အတန်းမြထွက်မလာချေဟဲ့ဘာဖြစ်သွားရတာလဲကြောင်ဟင်းကမင်းကိုငါကအကောက်မေးတာပါချောက်နေတာမဟုတ်ပါဘူးငါဟာမင်းကိုဖမ်းနိုင်တဲ့လူလည်းမဟုတ်ပါဘူးကွာမကြောက်ပါနဲ့ကြောင်ဟင်းလည်းထိုအခါမှာရှည်တို့ပြန်တိုးလာ၏တိုးတော်သူ၏မျက်လုံးများကယနာကင်းသောအရေးရောင်များမှမပြေသေးချေထိုနောက်ကြောင်ဟင်းကဟဲ့ ဟူချောက်တွေ့စွာရီလိုက်သည်ကြော်ဟင်းသည်တစုံတစ်ခုကိုလေးနှက်စွာချိန်ဆလိုက်ပြီးနောက်ဒါထက်ဆီရလူလဲခုထီမရောက်သေးပါလားဟူစောစောကမိခဲ့သောမိကွန်းကိုထပ်မံ၍မိလိုက်၏အဖေကြောင့်မသိကြော်ဟင်းဤရင်သည်ခုန်နေ၏ထိုသူကကြော်ဟင်းကိုမကြည့်ပဲခေါင်းကိုညင်သာစွာရန်ခါလိုက်ပြီးနောက်မိုးကလည်းရွာလိုက်တာလွန်ရော့ကွာကဟိအရက်တစ်ပိုင်းပြေအောင်ဟုပြောလိုက်လေသည် ကျောင်းဟင်းလေးထိုသူကိုတစ်ချက်စိုက်ကြည့်ပြီးထိုနေရာမှလှည့်ထွက်လာခဲ့၏။သူမကြည်နံ့။ထိုသူသည် သူ့မိကုံးကိုအဘဲကြောင့်မဖြေသနည်း။အကြောင်းတော့ရှိမည်။ဘာအကြောင်းလဲ။ကျောင်းဟင်းမသိ။သူသိချင်နေသည်။ကျောင်းဟင်းသည် နောက်ဖေးခန်းထဲမှအရက်ပလင်းကိုဆွဲယူလာက သူ၏ရှေ့တွင်ချထားပေးလိုက်၏။ထိုသူက စကားတခွန်းမျှမပြောတော့ဘဲအရက်ပလင်းကိုလက်တစ်ဖက်ဖြင့်ကိုင်းကာ ဖန်ကွက်သေးသို့လောင်းထဲလိုက်၏ကျော်ဟင်းသည်တူတူဤရှေတွင် အတန်ကြာရက်နေခဲ့မိ၏2မိနစ်2မိနစ်9မိနစ်ခန့်ကြာသောသောအခါထိုသူကဖန်ကွက်ကိုစပွဲပေါ်သို့စောင့်ချလိုက်ပြီးနောက်ကျော်ဟင်းအားစက္ကနေမော်ကြီးကဟေးဘာရက်လုံနေတာလဲဟူမန်လိုက်လေသည်ကျော်ဟင်းလည်းထိုနေရာမှာအသာလှည့်ထွက်လာခဲ့၏ခလန်လန်းတနေရာတွင်ရှိသော ခွေးချေတလုံးတွင်ဝင်ထိုင်လိုက်၏ ထိုနောက်အပြင်သို့ငင်းနေ၏မိုးကသေမဲစွာရွာနေတုံးမီကြောက်ဟင်းသည် ချမ်းစိမ့်စိမ့်ပင်ဖြက်လာလေသည် ထိုကြောင့်ရှည်တွင် အသင်ရှိနေသော အကြံအိုထဲမှအကြံတပကံငှဲ့တောက်လိုက်၏ကောင်းကောင်းပင်မပူတော့နှွေးယုံကလေးသာနှွေးတော့၏မိဖို့တွင်လည်းမိများပင်ကြာနေပြီမိများကြာသွားသည်မသိထိုသူဤထံမှဟောက်တန်လိုလိုအသက်ရှူတန်ပြင်းပြင်းကိုကြောက်ဟင်းကြားလိုက်ရ၏ လှမ်းကြည့်လိုက်သောအခါထိုသူသည်ထီရန်ကိုကြောမိကစကြွ၍ကြာနေသည်လက်တစ်ဖက်ကိုကိုအင်းကြီးအိတ်ထဲနှိုက်ထားလျက်အခြားလက်တစ်ဖက်ကစပွဲပေါ်တင်ထားသည်မျက်လုံးကိုလည်းမှိတ်ထား၏ဟောက်တန်ကပြင်းထန်စွာပေါ်ထွက်နေလေသည်ကြောက်ဟင်းပြုံလိုက်၏ကိုတော်ချောအယက်မူမူနဲ့အိပ်ပျော်သွားပြီကိုကြောက်ဟင်းထိုင်နေရာမှထားလိုက်၏ရင်ွေအိုးစီတို့လျှောက်သွား၏ ရေနွေအိုးကိုဖိုပေါ်မှချလိုက်၏မိခင်များကို ရေဖြန်လိုက်၏ရှဲကနေမိကပြာများလွင့်တက်လာသည်ထို့နောက်ဆိုင်တကားများကို လိုက်ပိတ်သည်ပရင်ပေါက်ကဲလာတောက်ကိုလိုက်ဖြုတ်သည်အားလုံးစိတ်ငတ်အောင်ပိတ်ပြီးသောအခါအဝင်အထွက်တကားပေါက်တစ်ခုပဲချန်ထားလိုက်လေသည်ကြောက်ဟိန်လေဝါကနေတန်လိုက်၏သူအိတ်ချင်လာပြီသို့သောထိုသူအားနှိုး၍ပြန်စေရမည်လား ဆိုင်ထဲမှာပဲဒီအတိုင်းအိတ်နေစရာမီလားကြောက်ဟိဝေခွေပိုင်ဖြတ်၍မရကြ။တော်နှိုးလင်းနှိုးရပါမမို့လားဟုစိတ်ဆိုးမှန်ဆိုးဖြစ်အောင်မှာကိုလဲကြောက်ဟိဆိုးရွံ့သေး၏။နောက်ဆုံးမနှိုးတော့ဟု စိတ်ပိုင်ဖြတ်ခါကြောက်ဟိလဲမပိတ်ဖဲခြံထားသောအထွက်အဝင်းတကားကိုပိတ်လိုက်လေသည်။ထို့နောက်မိအိမ်ကိုညင်၍အပေါ်ထက်ကူကလေးတို့ တက်ခဲလေ၏။ထို့သူဤထမ်းမှပြင်းထန်သောဟောက်တန်သည်အစမပြတ် ပေါ်ထွက်နေလေ၏။ကင်းတဲ့တခုမှနာယီတန်းချောင်းခောက်တန်းငါးချက်တီတီပေါ်ထွက်လာ၏။ကြက်ဦးလဲတွန့်မီ။ရောင်နီလဲတမ်းမီ။ကြောက်ဟင်းလဲအိယာမှ လူလဲ၍ထားလိုက်လေသည်။သူ့ဘီမှ သူ့မယာမမ်မီက ကောင်းစွာအိပ်ပျော်နေတုံးမီ။အပြင်ဘက်၌မိုးလဲမရွာတော့။ကြောက်ဟင်းသည်အောက်ထက်သို့ဆင်းလာ၏။ရှီဦးစွာမိရင်ကိုထွန်လိုက်၏။ထို့နောက်မိဘို့တို့သွားကမိမွေ၏။ ရင်ွေဦးတဲလိုက်၏မျက်နာတတော်မီပြူသောအခါမှမဏိညာကလူကို ကြောက်ဟင်းသွားတည်းရမိသည်ထို့ကြောင့်နောက်ကိုအตาလှဲ့ကြည့်လိုက်ရာညကအတိုင်းအနေအထားမပြတ်ထရန်ကိုကြောမီကအိပ်ပျော်နေသောထိုသူအားကြောက်ဟင်းတွေးလိုက်ရလေသည်သို့သောထိုသူဤထမဟောက်တန်ကို မကြားရချေဆက်လေနောက်သို့အနေငယ်လန်နေလေသည်ပလင်လွတ်များကစပွဲဘောတွင် တုံလုံးလဲနေကြ၏ ကျောင်းဟင်းသည်မျက်နှာတပီသောအခါထိုသူထံသို့သွား၍စပွဲပေါ်မှ ပလင်းလွတ်များကိုသိမ့်၏ထိုအခါထိုသူ၏မျက်လုံးများပွင့်နေကြသည်ကိုကျောင်းဟင်းတွေ့ရ၏လက်တစ်ဖက်ကပေါင်ပေါ်မှ အခြားလက်တစ်ဖက်က ကိုရင်ကြီးအိတ်ထဲမှညာကအတိုင်းအနီအထားမပြေခေါင်းပေါ်မှ အုတ်ထုပ်သည် နောက်သို့လန်နေ၏ကျောင်းဟင်းသည်ထိုသူ၏မျက်နှာကိုတည်တည်ချာချာကြည့်၏ မျက်လုံးများပွင့်နေသည်ကိုလည်းတည်တည်ချာချာမြင်ရ၏။သို့သောအယောင်မရှိအကြည်တမ်းမရှိလှုပ်ရှားမှုမရှိထိုသူဤမျက်လုံးများသည်မင်းမင်၍နေ၏အေးဆက်နေ၏တေနေ၏ကြောက်ဟင်းသည်ရင်ဘတ်ပေါ်သို့လက်တင်၍ဆန်လိုက်၏ရင်မခုံသော ရင်ဘတ်ကိုနားဖြင့်ကပ်၍နားထောင်လိုက်၏ဘာသမ်းမှမကြရပေါင်ပေါ်သို့ကြာနေသောလက်တစ်ဖက်ကိုကင်ကြည့်လိုက်၏ ငပြော်တုံးကဲ့သို့အေးဆက်နေလေသည်လက်သေးကြီးပိုရွေးသေးကြအောင်မျက်လုံးတစ်ဖက်ကိုလက်ဖြင့်ဆွဲပိတ်လိုက်ဤလလွတ်လိုက်သောအခါမျက်လုံးပြန်ပွင့်သွားဤอืมသေးကြပြီဟူသောအတိနှင့်အတူကြောက်ဟင်ဤလက်တစ်ဖက်သည် ထိုသူဤရင်ဘတ်အတွင်အိတ်ထဲသို့ရောက်သွားလေဤလဝါခန့်ရှိသော အထုပ်တထုပ်သည် ကြောက်ဟင်ဤလက်ထဲသို့ပါလာဤကြောက်ဟင်ဤလက်များသည် တုံနေဤအထုပ်ကလေးကိုလင်မြန်စွာဖြည့်ကြည့်လိုက်ဤ ရာတန်စက်ကူများအထက်လိုက်ထွက်ပေါ်လာလေသည်ကြော်ဟင်းသည်ငွေစက်ကူများကို နောက်ဖေးခန်းထဲတွင်ဟွက်ထားလိုက်ပြီးနောက်ဆိုင်တကားများကိုလိုက်ဖွင့်နေသည် ထိုသူတည်နေသည့်အကြောင်းကို သူတယောက်သာသိ၏အခြားမည်သူမှမသိတက်တည်မရှိ သူကို အမှုပတ်မှဆိုရသည် သူပြောစကားကိုယုံကြည်မှယုံကြမည်သူတက်သည်ဟု လူတိုင်းကထင်ကြမည်ယခုအတိုင်းဆိုသော မြေသူကိုမြအတိပေး၍မဖြစ်သည်တက်တေတယောက်ယောက်ရအောင်ဆောင်ရအောင်မည်လဖက်ရည်လာတော့သောသူတဦးတလေရောက်လာအောင် ဆောင်မဖြစ်မည်မမ္မီကိုလည်းတက်တေလှုပ်၍မရသူမယာကိုယ်တိုင်ကသူစကားကိုယုံကြည်မည်မဟုတ်ကြောင်ဟင်းသည်စိုင်းနေသောတယောက်ယောက်အလာကို ဆောင်မျောနေ၏သူရင်သည်တဒိဒိတ်ခုံနေ၏မိုးလင်းတော့မည်လူလာခဲလိုက်တာဟုအောင်းမင်းနေသည် ကြမီပင် အဝီမပြေးလာနေသော မြင်းခွာတန်ကို ကြောက်ဟိန်ကြရ၏ထိုအတန်သည် ခရီးသည်လာပို့သောမြင်းအထားဖြစ်ကြောင်းကြောက်ဟိန်သည်ကြောက်ဟိန်သည်ရေနွေဦးကိုဖွင့်ကြည့်လိုက်လက်ဖက်ရည်ခရာကိုကင်လိုက်ဖြစ်နေ၏သူစိတ်ကနာမငိမ့်ခနာအကြတွင်ဆိုင်ရှိသော မြင်းအထားထိုးရက်လိုက်တန်ကြရ၏မြင်းလဲပေါ်မှ လူသုံးယောက်ဆင်းလာသည်ဟေးကြောက်ဟိန်လက်ဖက်ရည်မရသေးဘူးလား ဟုမြင်းလေသမားတာထူးကလမ်းမေး၏ရမယ်ရမယ်ရင်ွေကိုခုပဲစူတယ်ဟုကြောက်ဟိန်ကပြန်ပြောလိုက်သည်လူသုံးယောက်လည်းစိုင်းနေသို့ဝင်လာကြသည်ဒူများညာမင်းဆိုင်မှာလာအိတ်မလို့ပဲကွာမိုးကကောင်းလွန်းလို့ဟုတယောက်ကပြော၏ဟာဟုတ်တယ်ညာကမိုးတိတ်သေးတယ်ဆရာဟုကြောက်ဟိန်ကပြန်ပြောသည်ထို့နောက်လက်ဖက်ရည်သုံးကွက်ဖြောပြီးထိုသူများထံသို့ယူသွား၏ ဟူလူကတော့မင်းစီမှာညရီတဲလူပဲထင်နေဟုတယောက်ကထီရန်တွင်မိနေသောတံကိုကြည့်ပြီးပြောသည် ဟုတ်တယ်ဆရာခုတည်းဒီမနိုးသေးဘူးဟူကျော်ဟင်းကအတံကိုထိန်၍ပြန်ပြော၏ဟေးကျော်ဟင်းနှိုးလိုက်ပါကွာတော်ကြယထားမမီပဲဖြစ်နေပါဦးမယ်ဟု မြင်ရထားသမားတာထူးကပြောသည်အင်းအင်းဟုတ်တယ်နှိုးရအောင်မယ်မိနေလိုက်တာဟုဆိုကကျော်ဟင်းလည်းထိုသူဤစပွဲစီသူလျှောက်သွား၏ဟေးဆရာ ထထမူးလင်းနေပြီ ထိုသူက တုတ်တုတ်များမလို့ထတော့လေဆရာယထားချိန်နေပြီကြောက်ဟင်းသည်စပွဲကိုလဝါနဲ့တပုံပုံပုတ်ဤထိုသူက တုတ်တုတ်များမလို့ထိုဖြစ်ကိုကြည့်ပြီးတာထူးနှင့်ခရီးသည်နှစ်ယောက်ကဝါကနေရည်သည်ကြောက်ဟင်းတော့ကာလာနဂါကိုနှိုးလို့မရတော့ဘူးဟုတယောက်ကပြောလိုက်ဤကြောက်ဟင်းသည်ကိုရင်းကြီးအိတ်သေးတို့၌ထားသောထိုသူဤလက်ကိုစုပ်ကိုင်းကား ပြောစီဟာထာတော်လေးဟုအော်၍ဆွဲလိုက်လေ၏။ဒိုင်ငနေမြည်သွားသောတနတ်တန်နှင့်အတူကြောက်ဟင်းလေအမလီဟုအော်ကားခွေ၍လဲကြသွား၏။လူသုံးယောက်လေမင်းတက်တလူကြောင်နေကြသည်။ထို့နောက်ကြောက်ဟင်းတို့ထန်တို့ပြေးသွားကြသည်။ကိုအင်ကြီးနှင့်လူမတောင်ချန်းသူဘူတူဖြစ်ကြောင်းရဲရရှိများကတီလိုက်ကြ၏။သူသည်နှလုံးရောဂါဖြင့်ရုတ်တရက်တီဆုံသွားခြင်းဖြစ်၏။ သို့သောသူသည်အမြဲတတိရှိသူဖြစ်ခြင်းကြောင့်ကိုရင်းကြီးအိတ်ထဲသို့လက်နိုက်ခါခြောက်လုံးဘူးမောင်းကို အသင်ကင်ထား၏သူ၏လက်မှသူတည်ခဲ့သည့်တိုင်အောင်ခြောက်လုံးဘူးမောင်းကိုမလို့ကြောင်ဟင်းကလက်ကိုဆွဲရန်လှောက်ခလိုက်သောအခါထိုသူ၏လက်သည်ခြောက်လုံးဘူးမောင်းကိုဆွဲပြီးသားဖြစ်သွားတော်လေသည်ကြည်စန်းသည်ကြောင်ဟင်း၏ဘိုက်ကိုဖောက်ဝင်သွား၏ကြောင်ဟင်းသည်ဆေးရုံတွင်နှစ်ရက်မြဝေဒနာခံစားရပြီးနောက် တည်သွားလေသည်မမီသည်သူ့လင်ကြောင်ဟိနှင့်ဆက်လင်း၍တခုသာကောင်းကောင်းသိ၏ထိုအသည့်မှာငွေတို့ရွှေတို့ကိုကြောင်ဟိဘယ်မှာဝှက်ထားတတ်သည်ဆိုသောအချက်ပင်ဖြစ်လေသည်နောက်သုံးလမျှကြာသောအခါမမီသည်လက်ဖက်ရည်ဆိုင်ကလေးကိုရောင်းပစ်ခဲ့ပြီးနောက်ကြောင်ဟိဝှက်ထားသောရွှေငွေတို့ကိုယူဆောင်ကမော်လမြိုင်ညောင်ပင်စိတ်တို့ပြန်သွားပြီးလင်နောက်အိမ်အောင်ပြူလိုက်လေသည် ဆရာဂုံဝင်းရေးသားထားတယ်။ကရုံးပေါ်ထိတ်ကွဲဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ညွေဦးနရတင်ရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။